ဒီနေ့တော့စီလုံးဝမပါတဲ့ချက်မောင်ရခိုင်ချက်လေးချက်ပြမှာဖြစ်ပါတယ်ရှင်။ချက်စားကြည့်ပါအရန်စားလို့ကောင်းပါတယ်။ထမင်းနဲ့အရန်မိန်ပါတယ်။ဒါအဖွားလက်ထက်ထဲကချက်ကျွေးခဲ့ရင်ပေါ့နော်။ဒါကတော့ကျမရဲ့စပုံမူကြီးမိမွေးနေရဖြစ်ပါတယ်။ဒီနေ့မီးရ6နာညနေ6နာချိန်ပြတ်မှာပါ။ကဲပထမဆုံးနေနဲ့ချက်မောင်ရွက်ကိုထည့်ပါမယ်။ချက်မောင်ရွက်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ ငွေဥသီးစိမ့်ထည့်ပါမယ်။ငွေဥသီးစိမ့်လေးကိုစားနိုင်တဲ့အဆက်ပမာဏလောက်ထည့်ပါရယ်။ငွေဥသီးစိမ့်ထည့်ပြီးရင်ကြက်တော်နီလေးလည်းကြိုက်လို့ထည့်ပါရယ်။ပြီးရင်တော့ငမ်းမြာကြီးလေးပောက်ပေးပါမယ်။ ငံပြရေးပြီးွားရင်တော့ဒါအချိုမုတ်ခင်းခတ်မုတ်ဒါကိုကြိုက်နှင်းတက်ရာလေးကိုထည့်ပါမယ်ပြီးရင်တော့အချမောင်လေးနူးအောင်လို့ဖုံးလေးရင်ဆုံးအုပ်ထားပေးလိုက်ပါမယ်အဲချက်မောင်လေးနည်းနည်းနူးလာပြီဆိုရင်တော့ဟာဖုံးလေးဖြွင့်ပြီးတော့နည်းနည်းမှွေပေးမယ်နော်အခုဒီနေထားလောက်ဆိုလို့ရှင်ဒါထပ်ပြီးတော့မှွေပါအောင်မရှင် တော့ဘုံညာနေပြီးပြီဆိုလို့ရှိရင်တော့ချက်မနိုးွားပြီဆိုတော့မှငပိလေးထည့်ပါမယ်ငပိရေဖြောထားလေးထည့်မယ်နော်ပြင်းတော့တိတ်ချလေးမှုေပေးပါမယ်ပြီးပြီဆိုလို့ရှိရင်တော့ဒါရေလေးထည့်ပြီးတော့ဆက်ပြီးတော့ချက်ပေးပါမယ်เนาะ ီဟင်းလေးရလေးအရန်စားလို့ကောင်းတယ်ဒီချမဟင်းလေးတစ်ခွက်နဲ့ငွေတီးတောင်းလေးရဲ့ကြက်ဥကြော်လေးရဲ့နဲ့ဆိုရင်လည်းအရန်ကိုလိုက်ဖက်ပါတယ်ကဲအခုဆိုလို့ရှိရင်ဟင်းလေးရရတော့မှဖြစ်ပါတယ် ပြီးရင်တော့နောက်ဆုံးမှာချက်မောင်းနဲ့အရန်လိုက်တဲ့ပင်စိမ်းလေးခတ်ပေးပါမယ်။ဒါဆိုရင်တော့မှုမွေးလေးနဲ့ငပိနံလေးရောငေုပ်သီးစိမ်းနံလေးရောပင်စိမ်းနံလေးရောချက်မောင်းနံလေးရောနဲ့အရန်ရတာရှိတဲ့ဟာရခိုင်ချက်မောင်းဟင်းစီလုံးဝမပါတဲ့ရခိုင်ချက်မောင်းဟင်းတစ်ခွက်ကိုရမှာဖြစ်ပါရဲ့ရှင်။အားလုံးပဲလွယ်တာမို့လို့ချက်စားကြည့်ကြပါနော်။